မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုပါတယ်။ကျမရဲ့အတန်ကိုရှင်းရှင်းလင်းလင်းကြားရမယ်လို့ထင်ပါတယ်။ကျမကိုဖိတ်ခေါ်ပေးတဲ့အတွက်လည်းယေရှုတင်ကြောင်းရုစရှရုံပေါ့နော်ဖွဲ့ကိုလေရှေ့ဦးစွာဘနာမပြောကြားလိုပါတယ်လို့ဒီချိန်နိုင်ကတော့ဘုရားပြင်ဆင်ပေးတဲ့အချိန်နိုင်ပဲဖြစ်တယ်ပေါ့နော်။ကိုကျမတို့တွေဘလို့ခံစားနေရလဲဆိုရင် စိတ်ထဲမှာတော့အရင်မွန်ချက်နေကြမှာပေါ့နော် လိုင်းပေါ်မတက်ချင်ကြဘူး Facebook ပေါ်ကြည်တာနဲ့ဒီငလင်အကြောင်းတွေပဲကျမတို့တွေ့ရတယ်ပေါ့နော်ကျောင်းလည်းလက္ခဏာလေးရပဲကြည်လိုက်တဲ့အခါမှာဒီ Sky Blinder Control ပေါ့နော်ဆဆပြိုခြင်းဆဆပြိုတဲ့အချိန်လေးကိုဗီဒီယိုမှတ်တမ်းတင်လာတယ်ပေါ့နော်လူအော်တန်တွေကိုအများကြီးပဲအဲ့ဗီဒီယိုထဲမှာဆဆပြိုခြင်းကိုအဲ့ဗီဒီယိုမှတ်တမ်းတင်တဲ့တင်တဲ့ဟာကိုကြည့်လိုက်တာပေါ့နော် လူတယောက်ကအဲ့လူတွေကဗီဒီယိုရိုက်ထားတယ်ဒါပေမဲ့အဲ့ဒီဗီလာမှာရှိတဲ့လူတွေကအရင်អော်နေကြတယ်ဗီလာကြီးကလည်းပြုတ်နေပြီအဲ့မဲ့ဒီဗီဒီယိုရိုက်တဲ့သူကသူမကူညီနိုင်လို့တအားသူဝမ်းနေရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တွေ့ရစိတ်တွေလည်းတော်တော်မကောင်းပေါ့နော်ဒီရဲ့ဘက်တွင်ဒီမှာရှိတဲ့အမ်ကျွန်မရဲ့ဦးလေးအတော်တို့ပေါ့နော်ဆက်ဆံမနေလေအများကြီးခံစားရမယ် ထင်ပါတယ်ပေါ့နော်။ Now post တခုဖတ်လိုက်တဲ့အခါမှာလဲ monthly ကနေငလင်ပေးကနေလွတ်ပြီးတော့ monthly ရောက်တော့မိမျိုးကိုရောက်သွားပြီပေါ့နော်။ဒါပေမဲ့အခန်းခါတဲ့အခါမှာတဲ့ခါတိုင်းက3သိန်းပဲတန်တဲ့အခန်းကအခုဆို16သိန်းနဲ့ငားရတယ်ပေါ့နော်။ဆိုတော့ကျမတို့မြန်မာပြည်သူပြည်သားတွေကဒီတဘာဝဘေးဒဏ်ကိုလူလုံးတဲ့စစ်ဘေးဒဏ်ကိုပြီးတော့ဒီ ုံစိမ်းတုံးတက်တာတွေပေါ့အများကြီးပေါ့နော်အဘက်ဘက်ကနေပြီးတော့ကျမတို့ခက်ခဲမှုတွေအများကြီးစိန်ခေါ်နေတဲ့ကာလဖြစ်တယ်အသက်ရှူရတာအင်မတန်မှမွန်းကျက်တဲ့ကာလဖြစ်တယ်ပေါ့နော်ဒီကာလမှာဘုရားသခင်ကကျမတို့ကိုဗာပြောချင်တာလေပေါ့နော်ခုနကဆမ္မဒီယူဖတ်သွားပါတယ်ဖတ်သွားတဲ့ကျမ်းပိုင်မှာဆိုရင်ဒါရှင်ပေ true ကဘသူတွေကိုလိမ့်မှုပြီးပြောထားလဲဆိုရင်ခရိယန်တွေကိုလိမ့်မှုပြီးပြောထားတာဖြစ်တယ် ဒါပေမဲ့ဘလို့ခရိယန်လဲဆိုရင်ဒီခရိယန်ဖြစ်ခြင်းကြောင့်ညင်ပန်းနှိပ်စက်ခံနေရတဲ့သူတွေကိုလိမ့်မှုပြီးတော့ပြောထားတာဖြစ်ပါတယ်။ကျမတို့အခြေအနေနဲ့သွားတူတယ်ပေါ့နော်။သူတို့မှာကအသက်အနေရရှိတယ်။ခရိယန်ဖြစ်ပြီဆိုတာနဲ့တတ်တာတွေခံရတဲ့အရှင်လက်လက်မိရှို့တာတွေပေါ့နော်။ရှင်သေးစာကြွေးတာတွေအဲ့ဒီခက်ကအင်မတန်မှရက်ဆက်တဲ့ခက်ဖြစ်တယ်ပေါ့နော်။ ဆိုတော့ပြီးတော့ homeless ပေါ့ဒီအိမ်ပျောက်သွားတာဒီနေစရာအိမ်မရှိတော့တဲ့သူတွေကို ရှင်ပေထရုကလိတ်မှုပြီးတော့ခွန်အားပေးထားတဲ့အရာဖြစ်တယ်ပေါ့နော်ဆိုရင်ဒီမှာဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံအခြေအနေနဲ့အင်မတန်မှကိုက်ပေါ့နော်ဒီကျမ်းပိုင်လေးနဲ့ခေါင်းစဉ်ကဆင်မပေးထားတဲ့ခေါင်းစဉ်ကတော့ကိုရောလန်နိုင်အနှံထားဖို့ပေါ့နော်ဒါပေမဲ့ဒီမှာရှင်ပေထရုကကြတော့ तू ကအခန်းကြီး၅မှာဆိုရင် အပိုက်ကလေးက14ဘိုက်ပဲရှိတယ်ပေါ့နော်ဒါပေမဲ့တစ်ကနေ၄ထိရကျတော့ဘသူတွေပြောထားလဲဆိုရင်သင်းအုပ်အရာတွေမှာလုံတဲ့သူတွေအသက်ကြီးတဲ့သူတွေကိုပြောထားပေမဲ့၅ကနေပြီးတော့17လောက်ကကြတော့ဘသူတွေပြောထားလဲဆိုရင်အသက်ငယ်ရွယ်သူတွေပြောထားတာဖြစ်တယ်ပေါ့နော် ဆိုတော့ကျမတို့စဖတ်လိုက်တဲ့အချိန်ကဘာလဲဆိုရင်ထို့ကြောင့်ကာလအချိန်တန်လင်းဘုရားသခင်သည်တင်တို့ကိုချီးမြှောက်တော်မူမည်ကြောင့်တကိုးကြီးသောလက်တော်အောက်၌ကိုကိုကိုနှိတ်ချကြလောဒီလောက်ညင်ပန်းနှိပ်စက်ခံနေရတဲ့သူတွေကိုခွန်အားပထမဆုံးခွန်အားပေးတဲ့အရာကဘာလဲဆိုကိုကိုကိုနှိတ်ချဖို့ခွန်အားပေးတယ်ပေါ့နော်ဆိုတော့ကျမတို့ဒီလိုမျိုးခက်ခဲနေတဲ့အချိန်မှာ ကျမတို့ကိုမင်းတို့ကိုမင်းတို့နှိတ်ချပါလို့ပြောရင်ကျမတို့ဘယ်လိုခံစားရမလဲပေါ့နော်နှစ်သိမ့်မှုမရတဲ့အပြင်ကျမတို့နှိတ်ချလို့ပြောတဲ့အခါမှာကျမတို့ဘယ်လိုခံစားရမလဲကျမတို့အဲ့လိုမျိုးလာပြီးတော့ခွန်အားပေးမယ်ဆိုကျမတို့ဘယ်လိုနေမလဲပေါ့နော်စဉ်းစားကြည့်လို့ရပါတယ်ဒါပေမဲ့ကျမစဉ်းစားနေရင်စဉ်းစားနေရင်ねဒီကျမတို့2021မှာဒီနိုင်ငံရေးတွေဖြစ်တယ်လူတွေအများကြီးတည်ရတယ် အပြစ်မရှိတဲ့လူတွေအများကြီးသိရတယ်။နေအိမ်အိုးတွေနေအများကြီးဆုံးရှုံးရတာ။အဲ့တော့ကျွန်မကိုယ့်ကိုယ်ကိုစဉ်းစားတယ်။မဘာလုတ်ပေးနိုင်တယ်ဒီလူတွေအတွက်။ဒါပေမဲ့ကျွန်မလုတ်ပေးနိုင်တဲ့အရာလက်တစုပ်စာပဲဖြစ်တယ်။နည်းနည်းအရာကိုသေးမှသေးသေးငယ်တဲ့အရာဖြစ်။အခု28ရက်နေ့ကငလင်းနေထပ်လုတ်တယ်။လုတ်တဲ့အခါမှာလူတွေကစက္ကန့်အတွင်းမှာဒီတိုက်အောက်ကိုရောက်သွားတယ်။ အပေါ်ကနေအလေးနဲ့ဖိလိုက်တဲ့အတန်းကိုသူတို့ဘလို့များခံစားမလဲဘလို့များနေကြမလဲဘလောက်ထိမြန်အသက်ရှူကြက်နေမလဲရာသီဥတုပြုငါဘာလုပ်ပေးနိုင်လဲကျွန်မစဉ်းစားတယ်ဒါပေမဲ့ကျွန်မလုပ်ပေးနိုင်တာဘာရှိလဲဘာမှမရှိနေဘူးအများဆုံးကျွန်မဘာလုပ်ပေးနိုင်လဲဆူတောင်းပေးနိုင်လှူပေးနိုင်တယ်ဘလောက်လှူပေးနိုင်မလဲကျွန်မကျွန်မတယောက်တည်းခုံပါဘာမှလုပ်မပေးနိုင်ပါလား ့ကျမစဉ်းစားလိုက်ကဘာလဲဆိုရင်ငါကတဖြည်းဖြည်းနဲ့လူတွေကိုကူညီပေးနိုင်တာကတဖြည်းဖြည်းနဲ့နေပါလာတယ်။မလုပ်ပေးနိုင်တာတဖြည်းဖြည်းနဲ့ဘာမှမရှိတော့ပါလား။ဒါဒီမှာရှိတဲ့ကျမတို့ရဲ့ဆက်ဆံမနေလည်းဒီလိုပဲခံစားမှဖြစ်တယ်။အဲ့ဒါဘာကိုဖော်ပြနေလဲဆိုရင်ကျမတို့ကဖန်ဆင်းခံလူသားတွေဖြစ်တယ်။ ကျမတို့မှာအကန့်အသတ်ရှိတယ်။လူတိုင်းကို မကူညီနိုင်ဘူး။အဲ့ကြောင့်မို့ဖယားသခင်ကဘာပြောလဲဆိုတကိုးကြီးသောလက်တော်အောက်မှာသူကကျမတို့ကိုဖန်ဆင်းထားတဲ့သူဖြစ်တယ်။အဲ့ကြောင့်မို့ तू မတက်နိုင်တာဘာမှမရှိဘူး။ तू အားလုံးလုပ်ပေးနိုင်တယ်။မာနမထောင်ွားပဲနဲ့ဖယားသခင်စီမှာဒါတိုးပြီးတော့နှိတ်ချပြီးတော့ အနှံလိုက်ပါလို့ပြောလိုက်တာဖြစ်တယ်။ကျမတို့လူသားတွေအကန့်အသတ်ရှိကျမတို့မလုံပေးနိုင်တာအများကြီးပဲ။ကျမတို့မလုံနိုင်တာအများကြီးပဲ။ကျမတို့မတတ်နိုင်တာအများကြီးပဲ။အဲ့ဒီအတွက်ကြောင့်ဘုရားသခင်ကနှိတ်ချပါဒီလိုဆိုလို့ရှင်တာဖြစ်တယ်ပေါ့နော်။ဆိုတော့လူသားတွေကဘာမှမဟုတ်ဘူး။ဘာမှမတတ်နိုင်ဘူး။ကိုယ့်ကိုယ်အဟုတ်မထင်နဲ့။ ဖျားသခင်ရဲ့အောက်မှာနှိပ်ချပြီးတော့ဖျားကို အားကိုးပါဆိုပြီးတော့ပြောချင်တာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်လူသားဒီမှာဒီမှာကြောက်တော့လူငယ်တွေပြောတာပေါ့နော်။လူငယ်တွေကအသက်ပြိုတဲ့အခါမှာငါလုံနိုင်တယ်၊ငါတက်နိုင်တယ်ဆိုပြီးကိုယ်ခွန်ကိုအားလေးနဲ့အယံကိုမာနထောင်သွားကြတဲ့အခါကျရင်လို့ရှိရင်အယံကိုဘယ်လိုပြောမလဲ။ကိုယ်ကိုယ်ခွန်ကိုအားကိုအယံယုံကြည်ပြီးတော့အယံကိုအားကိုးကြတယ်ပေါ့။ဒါပေမဲ့အဲ့လိုမဟုတ်ဘူး။ မင်းတို့ကငါဖန်ဆင်းထားတဲ့လူသားတွေပဲဖြစ်ဖန်ဆင်းခံပဲဖြစ်မင်းတို့ဘာမှမတတ်နိုင်တဲ့အရာတွေအများကြီးရှိတယ်ဆိုတဲ့အရာကိုဘုရားသခင်ကပေါ်ပြနေပါတယ်ဒီနေ့ခေတ်ဒီနေ့အချိန်အချိန်နေမှာလဲမြန်မာနိုင်ငံမှာလဲမြန်မာနိုင်ငံမှာတော့လည်းကောင်းကဘာမှာတော့လည်းကောင်းကျမတို့မတတ်နိုင်တဲ့အရာတွေကျမတို့မလုတ်ပေးနိုင်တဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ဒီကိုဘုရားသခင်ရဲ့ဒီကိုကြီးအောင်ပါမိမိကိုယ်ကိုအနှံပြီးတော့ငြိမ်းချမ်းစီဖို့ဆုတောင်းဖို့ပဲဖြစ်ပါတယ် နောက်တစ်ခုကကျတော့တင်တို့ကိုတတိနေကြည့်ရှုတော်မူသောကြောင့်တင်တို့၌စူးရင်ချင်းအမှုရှိသမျှတို့ကိုကိုရော၌အနှံကြလော။ကျမ်းစာကတော့အနှံမှုပြောနေတာပဲပေါ့နော်။ကျွန်တော်လည်းအမြဲတမ်းဖတ်မိနေတာပဲပေါ့နော်။ဒါပေမဲ့လုံးလုံးမအပ်နှံနိုင်ကြဘူးပေါ့နော်။တင်တို့ကိုတတိနေကြည့်ရှုနေ။ကျမကိုကျမတို့ကိုကြည့်ရှုနေတဲ့သူကလူအချင်းချင်းမဟုတ်ဘူး။ကျမတို့ရဲ့အဖေမဟုတ်ဘူး။ကျမတို့ရဲ့အမေမဟုတ်ဘူး။ ဘုရားသခင်ကိုတော်တိုင်ကြည့်ရှုနေတယ်ကြည့်ရှုနေတယ်လို့ပြောကြည့်ရှုနေတယ်လို့ပဲရေရွတတန်းပြောတာမဟုတ်ဘူးတတိနဲ့ကြည့်ရှုနေတယ်လို့ဘုရားသခင်ကပြောလာတာဖြစ်တယ်ပေါ့နော်ကျွန်မနေ့က10နိုင်တကြော်လောက်မှာဘသူနဲ့အဆက်အသွယ်ရလဲဆိုတော့စကိုင်းငလင်ပေးမှာပါတဲ့ဇမတယောက်နဲ့အဆက်အသွယ်ရပါတယ် ဆရာမအစဉ်ပြေလာဆိုပြေပါတယ်ပေါ့နော်သူရဲ့အခက်ခဲတွေသူမပြောပေါ့နော်ဒါပေမဲ့သူတက်တည်ခံစရာတခုရှိရဲ့တဲ့ဟုတ်ကဲ့ဆရာမဗာများလဲပေါ့နော်ဆိုတော့သူတို့စကိုင်းရပြည့်ဖျားเจ้าမှာသူတို့မူဂျိုအတွက်ပေါ့နော်မူဂျိုအတွက်29ရက်နေမှာကျင်းပမယ်မူဂျိုအတွက်သူတို့ရဟဆေကိုတဲ့အဲ28ရက်နေမှာလုံကြတယ်လုံကြတဲ့အခါမှာ ဘဏ္ဍာရီပြီးသွားတယ်အဲ့ဒီ rehearsal လေးက28ရက်နေ့ဘဏ္ဍာမှာပြီးသွားလဲဆိုရင်12နာရီ41မှာပြီးသွားတယ်ငလီငါဘယ်ချိန်မှာလုပ်လဲဆိုရင်12နာရီ51မှာလုပ်တယ်ကြားထဲမှာ10မိနစ်ပဲဟာအဲ့ဒီ10မိနစ်တွေမှာမူဂျူကခလေးတွေရောဆင်ဆမ်းမတွေရောအားလုံးအင်ပြောင်းသွားတယ်အဲ့တော့လှုပ်တဲ့ချိန်မှာဘသူမှမရှိတော့ဘူးဖျားเจ้าမှာဖျားเจ้าကတော့တစားစီဖြစ်သွားတယ် တကယ်လို့ဒါသူတို့ဆက်ရှိနေဦးမယ်ဆိုရင်ကလေးတွေရောဆက်ဆက်မတွေအားလုံးပါသွားမှာဖြစ်တယ်ပေါ့နော်ဒါဆိုလေဒီ7မိနစ်တွင်မှာတရားဥပမာမရှိတော့ဘူးဖျားသခင်ကသူတို့ကိုကြွက်ကြတယ်ဆိုတဲ့အကြောင်းကျွန်မတို့တက်တည်ခံတယ်ပေါ့ဆိုတော့အဲ့ဒါဆိုရင်ဆရာမဆုံးသွားတဲ့သူတွေရောဖျားမကယ်တင်လို့လားကျွန်မတို့မေးစရာအများကြီးရှိတယ်ပေါ့နော်ကျွန်မတို့ဖျားသခင်ကိုနားမလည်နိုင်တဲ့အရာတွေအများကြီးရှိတယ်လောကမှာတောင်းဝင်ပြီးသွားလို့ ဖျားသခင်ခေါ်သွားတာလည်းဖြစ်နိုင်တယ်ကျမတို့နားမလူလူသားညံ့နဲ့နားမလည်နိုင်တဲ့အရာတွေအများကြီးရှိဘူးဒါပေမဲ့ကျမတို့သိရမှာကျမတို့တယောက်ချင်းစီတိုင်းကိုဖျားသခင်ကသတိနဲ့ကြည့်ရှုနေကျမတို့မိခင်ဖခင်နဲ့ကြည့်ရှုနေရတော့မှအနေရများတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ကိုကြည်နေတာကဘုရားသခင်ဖြစ်တယ်အဲကြောင့်မို့စိုးရင်ချင်းမှုကျမတို့မှာဘာတွေစိုးရင်နေလဲနတ်ပြန်အတွက်မစိုးရင်နဲ့မစိုးရင်နဲ့ဆိုတဲ့အရာအရာပေါ့နော် ဆိုတော့ဒီမှာဘုရားသခင်ကမစိုးရိမ်နဲ့လို့ပြောတာကသူ့ရဲ့တွန်တင်ချက်ဖြစ်တယ်မိမာချက်ဖြစ်တယ်ပေါ့နော်ဆရာကြီးတပါးကပြောလဲဆိုရင်ဒီမှာဘုရားသခင်ကမစိုးရိမ်နဲ့လို့ပြောတယ်တဲ့ဒါကမိမာချက်ဖြစ်တယ်ဒီကလို့ဒါဆစိုးရိမ်နေတယ်ဆိုရင်ဒါဘုရားရဲ့စကားကို နားမထောင်တာပဲပေါ့နော်အပြစ်ပဲဆိုပြီးတော့ဆရာတယောက်ကပြောတယ်ပေါ့နော်ဆိုတော့ကျမတို့မစိုးရိမ်ပဲ တော့ဒီခေတ်ဒီကာလမှာဘာလို့မစိုးရင်ရမှာလဲစိုးရင်ကြရင်အဲ့လောက်ညာမဟုတ်ဘူးဖရားရဲ့လက်တော်လေးကိုရောရဲ့လက်တော်လေးသာအနှံ့လိုက်ပါဘာလို့လဲဖရားသခင်ကကျမတို့ကိုတတိနဲ့ကြည့်ရှုနေတယ်ဆိုတဲ့အကြောင်းကိုပြောထားတာဖြစ်ပါတယ်နောက်ချက်ကကြတော့ဗာလဲဆိုရင်ကျမတို့ကခရိယန်ဖြစ်တဲ့အတွက်ကြောင့်ဒီအရာတွေနဲ့ပဲလူ ဒီလောကအရာတွေနဲ့ပဲဆိုင်ပြိုင်ကြိုက်နိုင်ရကြတာမဟုတ်ဘူးတဲ့။ဘာတွေနဲ့တိုက်ရလဲဆိုရင်မာနပေါ့နော်။တမာတိရှိလျက်မအိပ်ပဲစောင့်နေကြလို့တေနိုးဤရန်သူဒီဟူသောမာနတိဟောက်သောချင်းတင်းကဲ့သို့အဘယ်သူကိုမြူရမြည်နီးဟု၍လှက်နေရှာဖွေလျက်ရှိတယ်။စာရမနက်ပေါ့နော်ဒီစာရမနက်ရဲ့ ဟဲ့ဗျာချင်းကိုအဓိကခံခဲ့ရတာဘာလို့လဲဆိုရင်ရှင်ပေထရုပဲဖြစ်ပါတယ်။အဲမဲ့ရှင်ပေထရုကြဆုံးခဲ့တယ်ဆိုတာကိုလည်းကျမတို့အားလုံးသိကြတယ်ပေါ့နော်။သခင်ခရစ်တော်ကားတိုင်းကားတိုင်းတော့လမ်းကိုရှောက်ခံပြီးမှဘာလို့လဲဆိုရင်သူဥယျာဉ်ကိုသွားတယ်သွားပြီးတော့ဆူတောင်းနေတယ်ဆူတောင်းပြီးတော့သူ့ရဲ့တပည့်ရန်ချစ်တဲ့တပည့်၃ယောက်ကိုခေါ်သွားတယ်။ခေါ်သွားတဲ့အချိန်မှာ သခင်ဘာပြောလဲဆိုရင်ရှမသိခရင်ခန်းကြီး26အငယ်51မှာဆိုရင်စုံစမ်းနှောက်ရှက်ခြင်းနဲ့ကင်းလွတ်မြေကြောင်းဆုတောင်းလျက်စောင့်နေကြလောသခင်ကသူတို့ဘာမှလဲဆိုရင်စုံစမ်းနှောက်ရှက်ခြင်းနဲ့ကင်းလွတ်ဖို့ဆုတောင်းလျက်စောင့်နေပါလို့သခင်ကမှာပြီးတော့သူတို့နဲ့ခွာပြီးတော့သွားပြီးတော့ဆုတောင်းတယ်အဲ့ဒီခါမှာသူသူ့ရဲ့တပည့်တွေ၃ယောက်လုံးကအိတ်ပြောတယ်တစ်ခါလာလဲအိတ်ပြောတစ်ခါလာလဲအိတ်ပြောပါတော့အဲ့ဒီရဲ့ဆုမတောင်းခြင်းရဲ့အကျိုးဆက် အဲ့လိုမျိုးတတိဝရိယမရှိခြင်းရဲ့အကျိုးဆက်ကပေတရုကိုဘာဖြစ်စေဘာဖြစ်စေလဲဆိုရင်သခင်ခရစ်တော်ကိုဖမ်းသွားတဲ့အခါမှာမင်းဟာသူ့ရဲ့လူလားသူ့ရဲ့တပည့်လားမေးတဲ့အခါမှာမဟုတ်ပါဘူးကြက်နှစ်ချိန်မတော်ဘူးမှာသခင်ကို၃ချိန်တိုက်အောင်ညင်းခဲ့တယ်ဆိုတာတွေ့ရတယ်ပေါ့နော်စုံစမ်းနှောက်ရခြင်းကိုဒီရှင်ပေတရုဟာကြဆုံးခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရအဲ့ဒီအရာပေါ်မှာအခြေခံပြီးတော့ရှင်ပေတရုကတမာတတိရှိပါ မအိမ်ဖဲစောင့်နေပါသူကဲ့သို့အမားမျိုးထပ်မှန်ပြီးတော့မကျူးလွန်မိဖို့ရင်မအိမ်ဖဲစောင့်နေပါသူအဲ့လိုမျိုးမစောက်ခဲလို့ဘာဖြစ်လဲဆိုရင်သခင်ကိုသူအရင်ချစ်တဲ့သခင်ကိုသုံးချိန်မြောက်အောင်သူညင်းခဲ့တယ်ညင်းခဲ့မိတယ်ပေါ့နော်ဆိုတော့ကျမတို့ကျမတို့တတိဝရိယမရှိပဲနဲ့နေမယ်ဆိုရင်ကျမတို့လည်းဒီစာရန်ရဲ့လက်ွက်တဲ့စာရန်ရဲ့စုံစမ်းနောက်ချက် နောက်ရှစ်ချင်းတဲ့ကိုပေထရုကဲ့သို့ပါသွားမှာဖြစ်တယ်ပေါ့နော်။စာတန်ကကျမတို့ကိုဗန်နီးတယ်နောက်ရှက်နေလဲဆိုရင် 4D နဲ့နောက်ရှက်နေပါတယ်ပေါ့နော်။ပထမ D ကပါလဲဆိုရင် Creian တွေကိုဘလိုနည်းနဲ့ပထမ D က doubt ပေါ့နော်။တန်တရားဝင်အောင်ဖယားရဲ့စကားတွေအမဟုတ်မဟုတ်ပါမလား။ဒီကာလမှာငါတို့ကိုဖယားများရှိသေးရဲ့လားဆိုတဲ့တန်တရားပေါ့နော်။ တန်တရားဝင်အောင်လို့နှောက်ရှက်နေပါတယ်။နောက်တစ်ခုကကြတော့ဗာလဲဒီနိုင်ဘုရားသခင်ရဲ့စကားတော်တွေကိုညင်းပယ်ဘူးဆုတောင်းဖို့ညင်းဆန်တမချန်းစာဖတ်ဖို့ညင်းဆန်အာစိတ်တွေမကောင်းဘူးဘုရားရောတကယ်ရှိရလားဘုရားရောတကယ်လုတ်ပေးနေရလားဘုရားရောငါတို့နိုင်ငံအတွက်တကယ်ပဲမနုနိုင်ငံမှာမြန်ဆက်ရှိနေရလားဆိုတော့ဒီနိုင်ဖျားကိုညင်းပယ်အောင်လို့ပေါ့နော်စာတန်က လက်ကွက်လုပ်နေပါတယ်နောက်တစ်ခု D ကနံပါတ်3လို့မြောက်ကြည့်ရပါလဲဆိုရင် disregard တဲ့ပေါ့နော် dis disregard အဲ့ဒါကဘာလဲဆိုရင်ဂယုမဆိုင်အလေးမထားတာလစ်လူရှူတာဖယားရဲ့ဂရိတော်တွေကိုလစ်လူရှူတာဖယားရဲ့စကားတော်တွေကိုလစ်လူရှူတာအရေးမကြီးပါဘူးကျမတို့လူငယ်တည်းမှာဆိုတွေ့ရတယ် အများအဖြစ်ပေါ့နော်လူငယ်တွေကြာရင်တော့စစ်ဆိုးမလားမသိဘူးပေါ့နော်ဒီကာလမှာဘုရားသခင်မှာရှိပါမလားဆုတောင်းလူကြီးတွေကိုသူတို့ကကြည့်ပြီးတော့တခါကျရင်အားမရအောင်ဆုဝဲတောင်းနေတယ်ပေါ့နော်အကူညီမလာဘူးဆိုတဲ့သဘောမျိုးပေါ့ဆုတောင်းပြီးတော့ဟိုကဆုဝဲတောင်းနေတယ်ဟိုကလက်တွေ့မလာဘူးဆိုတဲ့သဘောမျိုးတွေပေါ့နော်သူတို့အရန်ဟိုဖြစ်တယ်ပေါ့နော်သူကကြည့်ရတာအားမရအောင်ထင်ပါတယ်ပေါ့နော်ဆိုတော့လေ disregard ဟုတ်ဘူး ဆူတောင်းခြင်းကအရေးကြီးတယ်။ကျန်းစာဖတ်ခြင်းကအရေးကြီးတယ်။တကယ်ကိုဖောက်ဖောက်ဖို့ဖြစ်တယ်ဆိုတဲ့အကြောင်းအရာပေါ့နော်။ဒါပေမဲ့စာရန်ကအဲ့လိုမျိုးလွဲအောင်လုပ်နေပါလေ။နောက်တစ်ခုကကျ not နောက်ဆုံးဒီရပါလေဆိုရင် disobey မနာခံဖရားရဲ့စကားကိုနာခံမှုမရှိအောင်စာရန်ကလှည့်ပြားနေတယ်ပေါ့နော်။ဘာမှဒီ doubt တန်တရားဖြစ်အောင်နောက် deny ညှင်းဆောင်ညှင်းပယ်အောင် နော်နောက်တစ်ခု disregard ဂယုမဆိုင်လေးမထလီလီရှူအောင် disobey မနာခံမှာပြောချင်တာဖျားနဲ့ဝေးမဲ့အရာတွေအကုန်လုံးကိုစာတန်ကလုံနေတယ်အဲကြောင့်ဝေကျမတို့နေ့စဉ်နေ့တိုင်းမနက်တိုင်းညတိုင်းမှာတတိဝရီယာရှိရှိနဲ့ဖျားနဲ့တူသွားလာကိုဆုတောင်းဖို့စံစာဖတ်ဖို့လိုအပ်တယ်ဓမ္မတာရှင်ပေထရုကဲ့သို့ကျမတို့ နောက်နာမရမယ်ရှင်ဘေထရုကဲသူစုံစမ်းနှောက်ရှက်ခြင်းတဲ့ကိုမရောက်သွားမှာဖြစ်ပါတယ်တဲ့အဲ့တော့ရှင်ဘေထရုခုနကဖတ်သွားတဲ့ကျမ်းစာကိုးမှဆိုရင်လူပြည်ရဲ့ရဲ့မှာရှိတဲ့တခြားညီကုံတွေလည်းဒီလိုမျိုးစုံစမ်းနှောက်ရှက်ခြင်းကိုခံနေရတယ်တဲ့ဒါပေမဲ့ဘလို့ပဲခံနေရခံနေရယုံကြည်ခြင်း၌တည်ပြီးတော့မာနကိုစီးတာပါကျမတို့ကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခတွေကကျမတို့ယုံကြည်ခြင်းကို ြိုလဲသွားဖို့မဟုတ်ဘူးပို့ပြီးတော့ဖရာသခင်စီမှာဖရာကိုယုံကြည်ဖို့ဖရာနဲ့အပြေရှာဖို့ဖြစ်ပါတယ်နောက်ဆုံးကပါလဲယုံကြည်ခြင်းခိုင်မြဲဖို့လိုအပ်ပါတယ်ဘလို့အရာတွေပဲကြုံကြုံဖရာကိုယုံကြည်ခြင်းအာနေသွားဖို့ယော့နေသွားဖို့ ပေါ့နော်ကျွန်တော်တို့ဒီချိန်မှာတော့ဟွိုင်းမေးကိုနေအရန်များမှာပေါ့နော်ပြောခင်ဘာဖြစ်လို့လဲဘာဖြစ်လို့ဒီလိုအခွင့်အရေးမျိုးကိုကြုံစီရတာလဲဆိုဟွိုင်းဟွိုင်းဟွိုင်းမေးကိုနေတစ်ခုပြီးတစ်ခုဖျားခင်ကိုမေးကျင်ကြမှာပဲပေါ့နော်ဒါပေမဲ့ဒီဟွိုင်းမေးကိုနေဒီစုမတအောင်ကျန်းစာမဖတ်နိုင်အောင်နောက်ဆက်တဲ့အရာမျိုးမဟုတ်ဘဲနဲ့တကယ်ပဲဖျားစီကအဖြစ်ရတဲ့အထိချင့်ကတဲ့အရာတွန်းအားပေးတဲ့အရာတစ်ခုဖြစ်ဖို့ဒါလိုအပ်ပါလေဆိုတဲ့အကြောင်းပေါ့နော် ချုပ်အနေနဲ့ကျမကဗာပြောခြင်းလဲဆိုရင်ဒီနေ့မှာ ကျမတို့လူသားတွေအနေနဲ့မတက်နိုင်တဲ့အရာတွေအများကြီးရှိပါတယ်။မလုပ်ပေးနိုင်တဲ့အရာတွေအများကြီးရှိပါတယ်။ကျမတို့ကဖန်ဆင်းခံလူသားပဲဖြစ်ပါတယ်။ဖန်ဆင်းရှင်ကဲ့သို့အရာရာကိုတက်ဆွမ်းတဲ့သူမဟုတ်ပါဘူး။ဖန်ဆင်းရှင်ကို အားကိုးမှသာဖန်ဆင်းရှင်ရဲ့လက်ထဲကို အလုံးစုံအနံ့မှသာ ကျမတို့ဘွားကအဆင်ပြေမှာ ဖြစ်ပါတယ်လို့ဆရာကြီးတပါးကဘာပြောလဲဆိုလို့ရှိရင် God does his work when we surrender ကျမတို့ဖခါကိုလက်မြောက်အရှုံးပေးလိုက်တဲ့အချိန်ကျမှဖခါသခင်က အလုပ်စလုပ်ပါတယ်ကျမတို့လုံနိုင်နေဆိုပြီးတော့ဆက်သွားနေတယ်ဖခါကအလုပ်မလုပ်သေးပါဘူးတဲ့ဆရာကြီးက God does his work when we surrender ကျမတို့ဖရားကိုအရှုံးပေးလိုက်လက်မြောက်အရှုံးပေးလိုက်မှသာဖရားကအလို့ဆလုပ်ပါတယ်ဒီနေ့ကျမတို့ကြုံနေရတဲ့အမှုရတဲ့ကိုရောလက်ထဲကိုယုံကြည်စွာဖြင့်အနိုင်ပြီးတော့ကျမတို့ရဲ့လာမယ့်နေ့ရက်အစဉ်တိုင်းကိုအောင်မြင်စွာဖြင့်ဖြတ်ကျော်နိုင်ပါစေလို့နေငယ်ဝင်ကားလိုပါတယ်ဂျာနာတို့တရားချင်းစီလိုက်ဖရားသခင်ကောင်းချီးပေးပါစေ